1994ခုနှစ်ကဂျပန်ဆိုးရအစီအစဉ်နဲ့ရှေ့တောင်အာရှဂျပန်လူငယ်ကြားချစ်ကြည်ရေးချင်းချင်းပြန်လည်နားလည်မှုမြင့်တရေးအတွက်စတင်ခဲ့တဲ့ချစ်ကြည်ရေးသမောခရီးစဉ်ဟာ52ကြိမ်ဖြစ်နေမြန်မာနိုင်ငံရန်ကုန်မြို့မှာနိုဝင်ဘာ28ကနေ30အထိရပ်နားမှာဖြစ်ပါတယ်။ဂျပန်မြန်မာတန်တမန်ဆက်ဆံရေးထူထောင်ရေးနှစ်60ပြည့်အတွက်မြန်မာနိုင်ငံကိုဒီနှစ်မှာလာရောက်ရတာကိုဂုဏ်ယူသလို2000ပြည့်နှစ်နောက်ပိုင်းအခုမှပထမဆုံးလာရောက်ရပ်နားပြီးလေးလာရမှာဖြစ်လို့ စိတ်လှုပ်ရှားမိတယ်လို့တိုမိုဖူမီအိုကာကပြောပါတယ် I am truly honored to visit your country in such a commemorative years as a representative of Kabedo Japan. And this is the first time for SEA with all participating youth to visit Myanmar since year 2000. We are very excited to be here and witness what is life in Myanmar today. မြန်မာနိုင်ငံက1998ကျမှရှေ့တောင်အာရှနဲ့ဂျပန်လူငယ်ချစ်ကြည်ဒီမိုခီးစမှာပါဝင်ဆောင်ရွက်ရတဲ့စာတင်ငန်းလှုပ်ရှားမှုနဲ့လူမှုရေးစိတ်ဓာတ်တွေဖြစ်လာဖို့လှုံ့ဆော်ပေးမှုနဲ့ရိုးရာရင်ကျေးမှုဖလှယ်နိုင်တဲ့ချော်ပြေးရေးတွေပါလာကြောင်းလူငယ်တွေဘက်ဆောင်ဖွံ့ဖြိုးအောင် လုပ်ပေးတဲ့အစီအစဉ်ကောင်းပါလို့မြန်မာပြည်ရဲ့ Country Program ကဒေါက်တာယီမော်ကပြောပါရယ်မြန်မာတလိနဲ့ပေါ်ယွင်မှုတွေကိုလည်းတွေးနိုင်မယ်လို့ဆိုပါရယ် ဒီ demo ပေါ်မှာသူတို့လုပ်ခဲ့တာ discussion အပိုင်းကြီးပါတယ်။နောက် club activity ဆိုတဲ့ team work ပေါ့နော်။စုပေါင်းဆောင်ရွက်ခြင်းဒီလူမှုရေးစိတ်သက်တွေဖြစ်ပေါ်လာအောင်လို့သူတို့ဒီ demo ပေါ်မှာနောက်ပူးပေါင်းဆောင်ရွက်စီတယ်။နောက် national presentation ဆိုတဲ့ကိုယ်နိုင်ငံရဲ့ culture တွေနော်အဲ့ဒါတွေကို culture performance တွေနဲ့ဒါတွေသူတို့လူငယ်တွေက demo ပေါ်မှာပူးပေါင်းဆောင်ရွက်ကြရတယ်။ဒီလိုမျိုးចောင်းသားတွေကိုဘက်ဆုံးဖွံ့ဖြိုးတိုးတက်အောင် နော်လူမှုရေးပညာရေးနောက် social နော်နောက် cultural educational ဒါတွေအကုန်လုံးကိုပေးနိုင်တဲ့အစီအစဉ်ခေါင်းတရအဖြစ်အကုန်ယူစွာနဲ့ပြောကြားလိုပါတယ်စစ်တီရေးသင်္ဘောကြီးစဉ်ဖြစ်ရောက်လာတဲ့နီပွန်မာရုသင်္ဘောဟာနိုဝင်ဘာ9ရက်နေ့ကနေဂျပန်နိုင်ငံတိုကျိုကနေထွက်ခွာခဲ့ပြီးဘရွန်နိုင်ကမ်ဘောဒီးယားတို့မှရပ်နားခဲ့ပြီးမြန်မာနိုင်ငံကိုရောက်လာခဲ့ပါတယ်မြန်မာပြည်ကနေအင်ဒိုနီးရှားမှာတဖောက်ရပ်နားပြီးရင် ဒီဇင်ဘာ14ရက်နေ့မှာဂျပန်ကိုပြန်လည်ထွက်ခွာมาဖြစ်ပါတယ်။ရန်ကုန်မြို့ကိုရောက်ရှိစဉ်3ရက်အတွင်းရန်ကုန်တက္ကသိုလ်နိုင်ငံခြားဘာသာသင်တက္ကသိုလ်ပညာရေးစီးပွားရေးစေးနယ်ဤပညာတက္ကသိုလ်တွေကိုတွားရောက်လေ့လာပြီးမြန်မာကျောင်းသားတွေနဲ့ရင်ကျေးမှုဖလှယ်တဲ့ကာဘွဲတွေလုပ်သွားဖို့ရှိပါတယ်။ဂျပန်နိုင်ငံကလူငယ်တွေအနေနဲ့မြန်မာပြည်ရဲ့ရှေးလျားလာတဲ့တမိုင်းကျောင်းနဲ့အတူမြန်မာရိုးရာဒလိတွေကိုလေ့လာနိုင်မှာဖြစ်တာမို့သူ့အနေနဲ့ဝမ်းမြောက်မိတယ်လို့ပြောလာသူကကျိုးစိုးရေးတာဝန်ခံဖြစ်တဲ့ ပညာရေးတက္ကသိုလ်ပါမောက်ခချုပ်ဒေါက်တာအောင်မင်းမှာနောက်နှစ်တွင်မှလည်းအခုတက်ပို့ပြီးပူပေါင်းဆောင်ရွက်ခွင့်ရဖို့မျှော်လင့်တယ်လို့ဆိုပါတယ်မြန်မာနိုင်ငံရဲ့ရှေ့လျားလာတဲ့သမိုင်းကြောင်းနဲ့အတူတူမြန်မာကာချာကိုဒီအရှိတောင်အရှမှာရှိတဲ့အာဆီယံနိုင်ငံများအားလုံးကိုဖြောင့်ဝေခွင့်ရတဲ့အခွင့်အရေးတစ်ခုဖြစ်နေတယ်ဗျာပေါင်းရကုန်ပါတယ်လာမယ့်လာမယ့်နှစ်များမှာဒီတဲ့ပို့မှုရောပူပေါင်းဆောင်ရွက်နိုင်ပါစေလို့လည်း 咱那地方的。